ဟုတ်ပြောပါတယ်ဟိုဒါဆိုလို့ရှိရင်အစ်ကိုဆက်ချီသွားပြီလေနော်အဲ့တော့အဲ့ဒီအချိန်မှာလည်းသူကပထမဦးဆုံးဒါအဓိကဆက်ဆောင်ရင်းနဲ့ရရတဲ့ကောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကိုယ့်ရဲ့အမတ်တရားကြီးလည်းဖြစ်ခဲ့တယ် ပြီးတော့ဒီရင်သားရဲ့ရင်သားလေးပြန်တက်တဲ့အချိန်ကကိုယ်ရင်သားဆိုင်ဖွင့်နေချိန်လေးဆိုတော့လေဆိုင်ဆိုင်ရဲ့ဆောင်းမှုလေးကိုတော့မှပထမလူမျိုးမျိုးစဉ်းစားကြရတယ်။ဘလူလေးပြီးကောင်းလဲပေါ့နော်။အဲနောက်ဆုံးလေအဲသူများကြိုက်တယ်မကြိုက်ကြတယ်မသိဘူးကနော်။ခုပါကိုပဲအော်ဒီရင်သားလေးရဲ့ရင်သားသူမျက်သူမှာရှာဆိုရဲအဲ့လိုမျိုးပေါ့နော်။ကိုတူးလေးနဲ့ကိုတော့မှပဲစာစီလိုက်တယ်ပေါ့နော်။ဘဝမှာအမှတ်တရဖြစ်ပါတယ်။ဒါဆိုအကူနဲ့ဆုံတာလေအဲ့ကကြောက်မယ်ဆိုတော့လေအခုကျတော့ ါတော့ဒါလေးကပြန်တက်လာတာလုံးဝ quality လိုလေးဖြစ်သွားတာပေါ့နော်တချို့ကျတော့အရင်တော့အတိအဆောင်လုတ်ခဲ့တာကိုမသိရသေးရှိရယ်ခုစင်ဒီမတို့ကိုစိုင်းမျိုးသမီးလို့သိပေမဲ့ အဟိုတရုတ်ဆောင်မြန်သူပို့ဆိုပြီးမသိတဲ့သူရှိကြသေးတယ်။ဒါဆိုမြန်သူတို့ဇလန်တွဲတွေ ရိုက်ခဲ့ပြီးတော့လွင့်ခဲ့တဲ့အချိန်ကဆယ်စုနှစ်တစ်စုစာလောက်ဖြစ်သွားပြီဆိုတဲ့အချိန်မှာဒီအငယ်တန်းလေးတွေကမသိကြဘူးလေ။မသိကြဘူးဆိုတဲ့အချိန်မှာဒီကားလေးပြန်တက်လာတဲ့အခါကျတော့အော်အရင်ကဟိုဇလန်နဲ့မှပေါ့ဘူးအမိုင်းကြီးဆိုပြီးတော့ပြန်မှတ်မိသွားကြတယ်။အဲတော့လေကိုလုံနေတယ်လားအကောင်းဆုံးလုံတာပဲပေါ့နော်။အဲ ဘယ်ရမဆိုဟိုလိုတောင်ဝင်ကြည့်တဲ့သူဖြစ်ချင်တာပေါ့အဲ့ဒီစိတ်ကလေးပေါ့နော်အဲ့တော့အခုဒီနောက်လာမယ့်ဇာတ်လမ်းမှာဆိုရင်မမိုးရတဲ့ရက်မရှိတဲ့လောက်ကိုနေ့စဉ်နေတိုင်းကိုကြိုးစားပြီးတော့လေနည်းနည်းအားဆိုင်ပြီးတော့ကြိုးဆောင်ထားပါတယ်အဲ့ဒီအားလေးတက်လာရင်လည်းအားပြကြပါအောင်အဲ့ဒါလေးတွေလည်းနည်းနည်းစီစဉ်နေရလေးရှိပါတယ်တချို့ဇာတ်လေးလည်းဖတ်နေရတယ်ပြီးတော့ကိုယ်နဲ့ရင်းနှီးအမိုင်းနေပေါ့နော်တိုင်နေပေါ့ဒါဆိုတော့အဲမြို့သူဒီ35နှစ်မှာမြို့သူဘယ်လောက်ထိလုံနိုင်လဲလုံနိုင်တဲ့လောက်ကိုမြို့သူအစွမ်းကိုကြိုးစားပြီးလုပ်မယ်ကိုလုတ်ချင်တာလေးတွေရောအဲလုတ်တင်တာလေး ီးတော့လုံရမှာလေးပြီးတော့အားလုံး balance နေနေလုံသွားမှာတက်လိကြီးရဲ့အချိန်မှာကိုမလုံချင်တာတွေပေါ့မလုံရတော့မှာကိုအေးဆေးဆေးလေးနဲ့ကိုနေရမယ်ပေါ့နော်အဲ့လိုတွေးလေးပေါ့နော်ဒီနေ့နဲ့မနေ့ပြန်ဘာမှမပြည့်ရတဲ့အကြောင်းလို့တော့ရှင်တန်ကြီးရဲ့ကာလအတွင်းမှာတော့တက်နိုင်တယ်လို့စူးစမ်းပြီးတော့တို့ကရုံးငယ်သွားမြို့သူကအခုချိန်ဒီ forever နဲ့လက်တွဲလုံးဝမဖြတ်သေးပါဘူး forever လေးမှာပဲရှိနေပါသေးတယ်။အဲဇလန်တွဲလေးရိုက်ထားတယ်။ထပ်ပြီးတော့လည်း ရိုက်ဖြစ်တယ်ဆိုလို့ရှိရင်ဦးတို့ရုံးနဲ့လည်းဖြစ်ချင်ဖြစ်မယ်အပြင်နဲ့လည်းဖြစ်ချင်ဖြစ်မယ်ဒါကတော့လက်တော်လုံးမှမပြောနိုင်ဘူးပေါ့နော်အဲတခြားကြတော့ကိုစီစဉ်လာလေးတွေတော့ရှိနေပေမဲ့ဟိုတေချာမှပြောတာကောင်းတာလေအဲ့လိုအားကြောင့်လို့မပြောဘူးဟုတ်ဟိုအဓိကမြတ်သူကဒီဘက်မှာဆိုလို့ရှိရင်လည်းမလင်းထင်းရအောင်တနင်္လာကျိုးစားတယ်ဒါပေမဲ့ တကယ်လုပ်ချင်တယ်ဆိုလို့ရှိရင်အချိန်ဆိုတာသူကလည်း manage လုပ်လို့ရပါတယ်လုပ်နိုင်မှုပဲလုပ်ရပါတယ်နောက်တစ်ခုကစိတ်တစ်ခုပဲသူတို့အလုပ်တွေကိုယ့်ထက်ကိုလုပ်ငန်း၄၅ခုကိုဦးစီးနေတယ်လည်းအများကြီးရှိတာပဲလေနော်ကိုကမှအခုဒီအားလေးလုပ်ငန်းလေးတစ်ခုနဲ့ ဒါကိုယ့်ရဲ့အမှုညာလုပ်လေးနဲ့ဆိုတော့ဒီကြမ်းမှာလည်းဆိုင်ဖွင့်ထားရင်တက်လန့်နဲ့ပဲဇလန်တို့တတဲ့ကိုဒါလာချီရိုက်ခဲ့တာလေဆိုတော့လေရအောင်လို့ဟန်တယ်လောက်ရတာအဓိကစိတ်စိတ်တစ်ခုပါပဲကိုကအမှုပညာအလုပ်ကိုလုပ်ချင်တယ်တေးဦးဆောင်ရအောင်ပျော်တယ်တေးဦးဆောင်နေရရင်ကိုကိုကိုပို့ပြီးတော့ဝင်ကြီးမှုရှိတယ်အဲ့လိုချိန်မျိုးမှာဇက်တိုင်းရကိုနဲ့မလိုက်နိုင်ဘူးပေါ့နော်အဲ့တော့ကိုနဲ့မလိုက်နိုင်နိုင်လို့လည်းကိုလာငားမှာမဟုတ်ဘူးအဲ့တော့ကိုလာပြီးကန်လန့်နေဆိုလို့ရှိရင်ဒါအမြင်မှာလိုက်တယ်လို့ယူဆလို့လည်းဖြစ်နိုင်တယ်ပုဂ္ဂိုလ်ကြီးရ ဟိုခင်မင်းကြီးလိုလည်းဖြစ်နိုင်တယ်အဲ့လိုဆိုတော့ခုကိုကိုကိုလုံနိုင်မယ်လို့ထင်တော့လုံမယ်အဲ့လိုအရင်ကြီးပေါ့နော်ဟာဘယ်လိုဇန်မျိုးမှရိုက်ပါမယ်ဆိုရွေးချယ်နေတာကိုလည်းဘာမှဟုတ်မှုလို့ပေါ့နော်ဇန်လန်တွဲမှပဲဒါပေါဝင်ထားတဲ့တိဥ္စာတယောက်အနေနဲ့ဆိုတော့တိဥ္စာတယောက်အနေနဲ့ကတော့အဓိကရာမာတို့ဟိုဇန်လန်ကောင်းမာတို့အဲ့လိုဆိုတော့တော့ကိုလုတ်ချင်တဲ့အရာလေးကိုကိုရဲ့ကြာရနေရာလေးမှာတောင်းကြည့်ရတဲ့သူဖြစ်စီပါ ဟုတ်ပြောပါတယ်ဟိုဒါဆိုလို့ရှိရင်အနစ်ကိုဆယ်ချီသွားပြီလေနော်အဲ့တော့အဲ့ဒီအချိန်မှာလည်းသူကပထမဦးဆုံးဒါအဓိကဆက်ဆောင်နေရရတဲ့ကောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကိုယ့်ရဲ့အမှတ်ရရလေဖြစ်ခဲ့တယ် ပြီးတော့ဒီရင်နာရဲ့ရင်နာလေးပြန်တက်တဲ့အချိန်ကကိုယ့်ရင်နာဆိုင်ဖွင့်နေချိန်လေးဆိုတော့လေဆိုင်ဆိုင်ရဲ့စောင်းမှုလေးကိုတော့မှပထမလူလူမျိုးမျိုးစဉ်းစားကြရဲဘလူလေးပြီးရင်ကောင်းမလဲပေါ့နော်အဲ့နောက်ဆုံးလေအဲသူမြဲစိတ်တယ်မစိတ်တယ်တော့မသိဘူးကွနော်ကိုပါကိုပဲအော်ရင်နာလေးကရင်နာသူမြဲသူမှာရှာဆိုရဲအဲ့လိုမျိုးပေါ့နော်ကိုတူလေးနဲ့ကိုတော့မှပဲစာစီလိုက်တယ်ပေါ့နော်ဘဝမှာအမှတ်တရဖြစ်ပါတယ်။ဒါဆိုအခုနဲ့ဆုံတာလေအဲ့ကကြောက်မယ်ဆိုတော့လေအခုကျတော့ ဒါလေးကပြန်တက်လာတာတော့ကွတ်ကွတ်တီလိုလေးဖြစ်သွားတာပေါ့နော်တချို့ကျတော့အရင်တော့အသေးဆောင်လုတ်ခဲ့တာကိုမသိရသေးရှိရခုစင်ဒီမတို့ကိုဆိုင်မျိုးသမီးလို့သိပေမဲ့ အာဟိုတရုတ်ဆောင်မြတ်သူတို့ဆိုပြီးမသိတဲ့သူတွေရှိကြသေးတယ်။ဒါဆိုမြတ်သူတို့ဇလန်တွဲတွေ ရိုက်ခဲ့ပြီးတော့လွှင့်ခဲ့တဲ့အချိန်ကဆယ်စုနှစ်တစ်စုစာလောက်ဖြစ်သွားပြီဆိုတဲ့အချိန်မှာဒီအငယ်တန်းလေးတွေကမသိကြဘူးလေ။မသိကြဘူးဆိုတဲ့အချိန်မှာဒီကားလေးပြန်တက်လာတဲ့အခါကျတော့အော်အရင်တော့ဟိုဇလန်ထဲမှာပေါ့ဦးအမကြီးဆိုပြီးတော့ပြန်မှတ်မိသွားကြတယ်နော်။အဲ့တော့လေကိုလုံနေတယ်လားအကောင်းဆုံးလောက်တာပဲပေါ့နော်။အာ ဘယ်ရမဆိုဟိုတောင်ဝင်ကြည့်တဲ့သူဖြစ်ချင်တာပေါ့အဲ့စိတ်ကလေးပေါ့နော်အဲ့တော့အခုဒီနောက်လာမယ့်ဇာတ်လမ်းမှာဆိုရင်မိုးရတဲ့ရမရှိတဲ့လောက်ကိုနေနေနေတာပေါ့ကြိုးစားပြီးတော့လေနည်းနည်းအားဆိုင်ပြီးတော့ပြုဆောင်ထားပါတယ်အဲ့ဒါလေးဟိုတက်လာရင်လည်းအားပြကြပါဦးဟိုဒူးဒူးဆက်လက်မှုပါကိုနာမည်ကစိုက်တဲ့မြက်ရမြက်သူတွေဆိုတော့နှစ်ယောက်ပါလိုက်တော့ချက်မြက်သူဖြစ်သွားတာပေါ့နော်ဟုတ်ဟုတ်ဒါကတော့အသက်ရွယ်တစ်ခုရောက်လာရင်လူကတော့လူအလုံးလုံးကြမှာပဲလေနော်ကိုလည်းအိမ်တော်ပြုတယ်ဒီလိုပဲကုသငယ်ချင်းဆိုလို့ရှိရင်လည်းဟိုကလေးတွေတော့မရဘူးအဲ့လိုမျိုးဆိုတော့လေ အဲမြန်မာလိုလေတရုတ်ဆောင်လေးလည်းလူတွေပါမယ်ဘဝမှာ plan ထားလေးရှိမယ်တချို့ကျတော့လေတယောက်တည်းဆက်ပြီးသွားဖို့ရှိကြလို့တချို့ကျတော့လေမိသားစု plan လေးရှိရဆိုရင်လူငယ်10နှစ်နဲ့အခု10နှစ်ဆိုလူငယ်20အခုကျမှ30ကျော်အဲ့လိုဆိုတော့အင်တာဗျူးသင့်ပြီเนาะရွယ်ထားပြီဆိုလို့ရှိရင်တော့ဒါလေးတွေကတော့ ုံရမှာပဲဆိုတော့လေတိတ်တော့ဒီတန်းတော့မရှိပါဘူး။ဒါပေမဲ့တငယ်ချင်းတွေတော့ပြန်စုံဖြစ်တာပေါ့နော်။ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်။လာပြီးတော့မှရောက်လာပြေးချရတဲ့သူတွေရောပြီးတော့မြဲတဲ့မြို့သူရဲ့ထူးဆောင်မှုတိုင်းကိုအားပေးပြီးတော့ခွန်အားဖြစ်ပေးနေကြသူတွေကျေးဇူးအများကြီးတင်ပါတယ်။ဘသူနောက်လုံးမဲ့လုပ်ငန်းလေးလေးကြရတယ်။အပိပောင်းလို့ပြောချင်ပါတယ်။ဇန်လန်တို့လေးလည်းအားပေးပါအောင်ရှင်းကျေးဇူးအများကြီးပါရှင်။